မင်းမီးကိုငိုခိုင်းခဲ့လဲဆိုတော့မင်းမီးကငိုပြီးတော့မရက်တော့ဟာတော့ပြန်ချောရဲဆိုတော့ငိုပြီးမရက်တော့အဲ့တစည်းဆိုရင်ရိုက်နေရင်လည်းသူကငိုတော့မရက်တော့မရက်တော့ဆိုတော့နည်းနည်းလေးဝမ်းနေသွားပါမှာပေါ့နော်အဲ့အဲ့တစည်းမှာတော့ဒါတော်တော်လေးကိုဒါတော်တော်လေးတိကျသူ့ကိုလည်းအချိန်ပြန်ပေးရတာပေါ့နော်ငိုတဲ့ခံရိုက်ရတာအကူကလည်းတခုကအကူကိုယ်တိုင်ကသူတို့ငိုဆိုရင်အကူကငိုရတာပေါ့အကူကငိုရတော့အကူမျက်ရည်မကြမခြင်း အဆင်မပြေဘူးလေသူတို့ငုံနေပြီမဲ့လေအကိုအကိုရင်ထဲကိုရောက်မှာပဲအကိုကလွတ်တက်တာဆိုတော့အဲ့အချိန်တော့တရုတ်ဆောင်တာနဲ့ကိုယ်နဲ့ကွက်တီပေါ့နော်အဲ့အချိန်တော့ဒါအနေကိုငိုတာတော်တော်လေးပြတ်တရရပါတယ်ဟုတ်အဒါကတော့ဟို character ပေါ့ character ကိုဟိုကိုစီရောက်လာတဲ့ character တခုကိုလက်ခံလိုက်တဲ့ character တခုကိုတော့တာဝန်ကျအောင်လုပ်ရမှာပဲလေအဲဆိုတော့ဟို အကိုကလည်း actor တယောက်လည်းဖြစ်တယ်လို့အဲဒါအခုချိန်မှာလည်းဒါကိုနဲ့ပထမဆုံးဆုံး writer လုပ်ပြီးတော့မှဒါရွှေနဲ့ပထမဆုံးပေါ့နော်အကိုကရှိမှာတော့ရုပ်ရှင် actor တွေကတော့အများကြီးဆုံးမှုပါတယ်ဒီနေ့က actor အနေနဲ့ကတော့အများကြီးဆုံးမှုရတယ်နော်ဆိုတော့ဟိုအကိုရဲ့ ူတင်ပေးမှုပေါ့နော်ဒီ item တွေလည်းအများကြီးတင်ပေးတယ်ဒီရမပိုင်ဆိုးဆိုတဲ့ character ဖြစ်အောင်ဟိုတကယ်ဟိုတင်ပြပေးနိုင်တယ်ဒါ director ပေမဲ့ဟို item တင်ပေးနိုင်တဲ့ director တဲမှာပါတယ်ပေါ့နော်ဒီ character တကူကိုလုံးဝ handle လုပ်နိုင်တဲ့ director တဲမှာပါတယ်ပေါ့ဘာဆိုအကိုကိုရန်ကလည်း actor ဖြစ်တဲ့အတွက် actor ရဲ့စိတ်ကိုလည်းနားလဲတယ်လို့ဒီ character တကူကဘယ်လောက်ထိရောက်ရမလဲဘယ်လောက်ထိသွားရမလဲဆိုတာကိုအကိုကအရင်သိရယ်ဆိုတော့ဒါကဟိုဒါ ာကိုရဲ့အားသားချက်ပေါ့ဒါလည်းမှာတော့ပြောရရင်တော့ main cast ပေါ့နော်သူကအဓိကအဓိကဟိုဘယ်လိုခေါ် main cast ဖြစ်နေတာပေါ့ဒီကားထဲမှာသူ့ကိုလည်းငကိုရဲကပြောတာပါဒီသူ့ကိုဒီတားထဲမှာတော့အငိုးမင်းသမီးပြောထားတာပေါ့နော်ဒီကားထဲမှာသူကတော်တော်လေးဟိုတော်တော်လေးလှုပ်ရတာပုံစံမတူတာလည်းလှုပ်ရတယ်နောက်တော့ဒါကနှစ်ယောက်မေးတော့ပြောရတာပေါ့ရှင်သမီးကိုလည်းနည်းနည်းလေးပုံစံလေးပြောင်းချင်တာလည်းပါတယ်ဒီထဲမှာတော့အဲ့လိုပြောင်းသွားလိမ့်မယ်လို့ ါကျွန်တော်ထင်တယ်လေဒါသူ character နောက်တစ်ခုရတယ်လို့ကိုထင်တယ်လေညီမဘယင်ကိုယူပြီးမိဖုရားဖြစ်မဲ့ကိစ္စကိုစိတ်ဝင်စားအောင်အန်တီတာညီမမိဖုရားထက်ဘယင်မပဲဖြစ်ချင်တာ character တိုင်းကတော့စရိုက်ကူးတဲ့အချိန်မှာတော့ရင်ခုန်ညရတာကြီးပဲပေါ့နော်ဆိုတော့ဒီယမပိုက်ဆိုးဆိုတဲ့ character လေးကလည်းစပြီးတော့လက်ခံပြီးတော့မှအကိုနဲ့အဲဒါရိုက်ကူးတဲ့အချိန်မှာလည်းတကယ်ကိုရင်ခုန်စိတ်လှရှားစွာနဲ့ရိုက်ခဲ့ရတဲ့ character လေးပေါ့နော်ဆိုတော့ကိုယ့်အတွက်လည်းတကယ်ကိုထူးခြားပါတယ်ဟုတ် စိတ်ချညမပိုင်ဆိုးဆိုတာကို့မကြုံဆိုတဲ့အတိုင်းဝိုင်းအောင်ရှောင်လို့တော့ခြေထက်မချမင်းမီးကိုငိုခိုင်းနေလေဆိုမင်းမီးကငိုပြီးမရက်တော့ဘူးဟာတော်ပြန်ချော့ရဲဆိုငိုပြီးမရက်တော့ဘူးအဲ့တစီဆိုရင်ရိုက်နေရင်းနဲ့သူကငိုတော့မရက်တော့ဘူးမရက်တော့ဆိုတော့နည်းနည်းလေးဝမ်းနေသွားပါမှာပေါ့နော်အဲ့အဲ့တစီမှာတော့ဒါတော်တော်လေးကိုဒါတော်တော်လေးတိကျသူ့ကိုလည်းအချိန်ပြန်ပေးရတာပေါ့နော်ငိုတဲ့ခံရိုက်ရတာကိုကလည်းတစ်ခုက အကိုကိုတိုင်ကသူတို့ငိုဆိုရင်အကိုကငိုရတာအကိုကငိုရတော့အကိုမျက်ရည်မကြမချင်းအဆင်မပြေဘူးလေသူတို့ငိုနေပေမဲ့လေအကိုအခုရင်ထဲကိုရောက်မှာပဲအကိုကလွတ်တက်တာဆိုတော့အဲ့ဒီအချိန်တော့တရုတ်ဆောင်တာနဲ့ကိုယ်နဲ့ကွက်တီးပေါ့နော်အဲ့ဒီအချိန်တော့ဒါမနေဘူးငိုတော့တော်တော်လေးပြတ်တရရပါတယ်ဟုတ်အဒါကတော့ဟို character ပေါ့ character ဟို ကိုစီရောက်လာတဲ့ character တခုကိုလက်ခံလိုက်တဲ့ character တခုတော့တာဝန်ကျအောင်လုပ်ရမှာပါလေအဲကျတော့ဟိုအကိုကလည်း actor တယောက်လည်းဖြစ်တယ်လို့အဲဒါအခုချိန်မှာလည်းဒါကိုနဲ့ပထမဆုံးဆုံး writer လုပ်ပြီးတော့မှဒါအရှင်နဲ့ပထမဆုံးပေါ့နော်အကိုကရှိမှာတော့ရုပ်ရှင်အက်တာတွေကတော့အများကြီးစုံမှုပါတယ်ဟုတ်အက်တာနေနေကတော့အများကြီးစုံမှုရတယ်နော်ဆိုတော့ဟိုအကိုရဲ့ဟိုသူတင်ပေးမှုပေါ့နော်ဒီ acting တွေလည်းအများကြီးတင်ပေးတယ်ဒီရမပိုင်ဆိုးဆိုတဲ့ character ဖြစ်အောင်ပေါ့ တကယ်ဟိုတင်ပြပေးနိုင်တယ်ပေါ့ဒါကတော့လေဟိုဒါဟိုဥမင်းဦးအနေဒါအားသာချက်ပဲဒါဒရိုက်တာပေမဲ့ဟို item တင်ပေးနိုင်တဲ့ဒရိုက်တာတိုင်းမှာပါတယ်ပေါ့နော်ဒီဒရိုက်တာတကူကိုလုံးဝ handle လုပ်နိုင်တဲ့အဲဒရိုက်တာတိုင်းမှာပါတယ်ပေါ့ဘာလို့ဆိုအကိုကိုရန်ကလည်း actor ဖြစ်တဲ့အတွက် actor ရဲ့စိတ်ကိုလည်းနားလဲတယ်လို့ဒီဒရိုက်တာတကူကဘယ်လောက်ထိရောက်ရမလဲဘယ်လောက်ထိသွားရမလဲဆိုတာကိုအကိုကအရင်သိရဲဆိုတော့ဒါကဟိုဒါ ဒါအကိုရဲ့အာသာချက်ပေါ့ဟုတ်ကြီးကဥတ္တထပ်ပါရဲ့သမီးဖြစ်တယ်လို့ငါသမီးနှစ်ယောက်ကလည်းဥတ္တထပ်ပါရဲ့သမီးတွေပဲအေးတရားဝင်သမီးဖြစ်တာတခုနဲ့တော့ဘာမှအနိုင်ကျင်းမှုမစင်စားနိုင်တန်မိုးဆိုတာအဲ့မှာစကားပြောတာလေအဆက်သိက္ခာမရှိပဲမရကြီးရှိနေတာတာကြောင်တောင်နိုင်တဲ့အမေကမွေးလာတဲ့သမီးရဲ့တန်မိုးတွေဟာသူ့မေလောက်ပဲရှိမှာလေဘာလိုက်လာကြီးဖြစ်တဲ့ပြနေရလဲကျမပိုက်ဆုံး တောက်တည်ရလို့လည်းမဟုတ်ဘူးဘောနော်အကိုတို့ကြောင့်လည်း pressure အများကြီးရှိတယ် pressure အများကြီး pressure ဆိုရတဲ့ responsibility ဘောနော်ကိုတာဝန်ယူရတာအကိုကိုယုံကြည်လို့ဒီကားထဲမှာပါတယ်ဒီကလေးတွေပါမယ်တခြားလူတွေပါမယ်တချို့တွေဆိုရင်ဇလန်းတော်မှာဖတ်ဖို့အကိုရိုက်ရင်ရိုက်ချင်တယ်ဆိုတဲ့လူမျိုးတွေရှိရအဲ့လူတွေအတွက်ကိုအကိုကတာဝန်ယူရတာဘောတာဝန်ယူရတော့အကိုမှအားလုံးပေါ့နော်ဟိုနောက်တော့ ဒီစကားတွေရိုက်တယ်ဆိုတာလေဒီဇလန်းတွဲရိုက်တယ်ဆိုတာသူ့ sequence တွေရှိတယ်။ဘယ်နည်းနဲ့အပီးရိုက်ရမယ်လို့ပေါ့။ကိုတို့ကသတ်မှတ်ပြီးသားရှိတယ်။အကိုရက်60ဆိုရင်ရက်60ကြော်လို့မရအောင်။သူက budget အရပါနော်။သူကအဲ့ဒါဒီ pressure တွေအများကြီးရှိအောင်အများကြီးရှိတော့ဒီကလေးတွေအားလုံးကဒီထဲကနေထွက်မသွားအောင်ကိုကတာဝန်မြဲယူရ။ဥပမာအခုနကကိုပြောခဲ့တယ်လို့ပဲ။မိန်းကလေးတွေအများကြီး။အဲ့ဒီမှာသူတို့က ခြိုက်ခွေးပြင်ရောက်တော့အားလုံးကအီးဟာနဲ့အေးဟာဟိုစောရင်စောနေတာဟိုဟိုတစ်တော့ရိုက်ရင်ရိုက်နေကြတာဆိုတော့အဲ့လိုပြောနေရင်ရိုက်မယ်ဆိုရင်ဝင်လာရင်မရောက်ပါဆိုရင်တော့စောနေရင်ကနေဒီကာရိုက်တာကိုပြန်မရောက်ပါဆိုရင်လည်းအဲ့လေသူတို့ကိုနည်းနည်းလေးပေါ့နော်အဲ့လို pressure ပေးရကြောက်တယ်လို့တော့မဟုတ်ပါဘူးအကိုကိုတိုင်ကအဲ့လိုညုံခဲ့ဘူးလို့အဲ့လိုဖြစ်မှာဆိုရင်တော့ဟောအဲ့ဒီကားကြည့်လိုက်ရင်လူတိုင်းလူတိုင်းရဲ့ဒီဇက်ပေါ်မှာထားတဲ့သူတို့မျက်လုံးနေရာအစား အဲ့ကြည့်ကြည့်လိုက်ပေါ့နော်မျက်မျက်လုံးနေရစားလောဝအဲ့လိုမတူအောင်အကိုအကိုအနေနဲ့စ조사ရတာပေါ့မဟုတ်အဲ့လိုတော့လည်းမဟုတ်ပါဘူးဒါသူတို့လည်းသိပါတယ်အဲ့လိုတော့ဒီသေးတော့မဟုတ်ပါဘူးဒီသေးဆိုတာတော့ ကျုပ်ဟာကြီးကြတော့လေပြောင်းလို့မရတဲ့ခါလေးရှိရပါတော့နော်ပြောင်းလို့မရတဲ့ခါလေးကြတော့လေနည်းနည်းလေးလွဲသွားရတယ်ဇက်ပါလွဲသွားမှစိုးရင်ရတယ်အဲ့ဒီအတွက်ကိုသူထားတာပါ တချို့ပုံမှန်ဟာတွေကတော့ဟိုအဲ့လိုကြီးဟိုအတိအကျကြီးတော့မဟုတ်ပါဘူးသူကြည့်ရတော့တိတ်တော့ရှိမှာဖြစ်မှာပေါ့သူက AC ပဲသူကကြည့်ရအောင်ဒါကသူ့ဇာဝင်ပြည်ပဲကသူ့ကိုကိုတော့လေရှူတင်ပေါ်ရောက်လာဘယ်လိုကပါလဲဆိုတာကြည့်နေတာသူကအဲ့ဒါတော့တခုတော့ကောင်းတာပေါ့နော် တဲ့သူလုတ်တဲ့ရောက်လာရင်တော့ AC ပဲသူ့ dress ဖြစ်တယ်အဲ့ဒါလည်းအရေးကြီးတယ်အရန်ဝါရီများရင်လည်းဟိုတကယ်တမ်းလုတ်ရင်မဖြစ်နိုင်အောင်မရောက်နိုင်အောင်အဲ့လို relax ဖြစ်နေရလဲသူအားသာကျလို့ထင်တာပြောပါဦးဟုတ်ဒီထဲမှာလေအချင်းမှာပါတဲ့ character တော်တော်များများအကုန်လုံးက main cast ပဲ main cast ပါသူတို့မှာသူတို့ဘဝနဲ့သူတို့စကြောင်းနဲ့ သူတို့ရဲ့အခြေအနေတွေအများကြီးရိုက်ပြထားရပေါ့နော်ဆိုတော့ဒီကားမှာက actor လည်းများသလို main cast တွေလည်းများတယ်တကယ်ကို support ပေးရတဲ့ kait တိုင်ဆိုရင်လည်းတကယ်ကိုနေရာရကြရပေါ့နော်ဒီကလေးလေးလည်းအများကြီးပါကလေးကလေးပဲပေါ့နော်ကိုတွက်ကတော့ဆိုတော့သူတို့လည်းအများကြီးစူးစမ်းထားကြဟိုဒါတစ္ဆာပြင်သာစီးရီး series ကိုကြည့်သိကြမှာပါဟုတ်တကောင်းအောင်ဘလို main ကလေးမျိုးသဘောကျတယ်ဒီမှာပုံညင်ချလာ မြဘဝတွေလိုပဲတက်လာအေးအေးဆေးဆေးလေးပဲနေနေတော့တယ်တစ္စာတယောက်ရဲ့ဘဝနေတွေးထားသူအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းဝင်ရမယ်လို့နေထင်းနေရတယ်အမမတရားရအများကြီးပဲခုနပြောသလိုဟိုကလေးမတယောက်တော့ကိုရိုးရိုက်နေအရင်လည်းပူတဲ့အချိန်ဟိုရာပြပြရသည်တစင်းရိုက်တယ်ဆိုရင်စင်းကလည်းအရင်အရေးကြီးတယ်စင်းနောက်ငိုရမယ်စင်းငိုရမယ်စင်းနောက်တော့ဟိုအားလုံးအခန်းလုံးပိတ်ပြီးရိုက်ရအောင် ူတွေကလေတကောလုံးဆွဲနေသူအိုက်တာတွေဟောဒီအကုန်လုံးပေါ်တော့အဲ့အချိန်မှာမရဟုတ်အိုက်တာတယောက်ကမရမချင်းရိုက်ရတာကိုလို့ရိုက်ရဒါသူလဲသူလဲပါတယ်ပေါ့နော်တော့သူလဲပါအဲ့လိုစင်မျိုးစုံတွေဘယ်လိုခေါ်မလဲဟိုအခက်အခဲတစ်ခုပေါ့နော်ဒါအိုက်တာကိုလဲနားလဲဒါမကုမအချင်းရလဲရှိသေးတာကိုမပြီးမှကြောက်ရတာလဲပါတော့နော်အဲ့အဲ့လိုတွေပေါ့အမြတ် ရှက်ရတာအဲ့လိုအခက်ခဲတွေအများကြီးလိုရှိခဲ့တာပါဒါကတိတိလေးပဲရှိသေးတယ်ကျန်တဲ့အခက်ခဲတွေလည်းအများကြီးရှိသေးတော့အရန်အများတယ်ဟိုရုပ်ရှင်ဆယ်ကားသားလောက်ပင်မနေတကယ်ပင်မနေဟုတ်တယ်ကြိုက်တယ်ဒါလည်းကြိုက်တယ်ကြိုက်တယ်ဆိုတာဟိုကိုကငကိုတွေကအကိုတော့ငကိုတွေအိုက်တာဟိုအိုက်တာဆိုတော့ဇလန်းတွင်းကဟိုအိုက်တင်လို့ရင်အသေးစိတ်လှုပ်လို့ရတယ်အဲ့တခုကြိုက်တယ်ဟိုသူကရိုက်တာအပြစ်ပေါ်လို့ရတယ်ဟိုရုပ်ရှင်ကြတော့ဟို ဟိုတချို့ character တွေဆို short play ရတာအများတယ် main မဟုတ်တဲ့ဟာတွေဆိုရင်အကုန် short play ရတာအဲ့ဒီအတွက်မရောက်တာအများကြီးရှိတယ် main cast ကိုအဓိကပေးရတဲ့အတွက်တခြားတကက်တကက်အရေးကြီးတဲ့ဇက်ကောင်တွေအားလုံး short play ရအဲ့ဒါဇက်လန်းကိုထိခိုက်သွားတယ်။တကယ်ကြတော့ဒါမျိုးမဟုတ်ဘူး။အဲ့တကူကတော့ကြိုက်တယ်။ဟိုရိုက်ရတာတော့ပင်ပန်းတယ်။အဲ့နဲ့ကြိုက်တယ်။ဇက်ညုံးမှာပဲအဓိကကတော့ဇက်ညုံးကိုပြင်ဆင်လိုက်ရတာတော်တော်ကြာသွားတယ်အကူတို့အနေနဲ့ ော်တော်ကြာမကြိုက်မကြိုက် drip 1 2 3 4 5 6အဲ့လိုမျိုးတွေဖြစ်တာလေမကြိုက်မချင်းကိုအရန်အရေးကြီးတော့လေအဲ့တော့လုတ်ရင်းနဲ့တကယ်ပါပဲဟိုဒီမှာဒီကနေလည်းပြောချင်ပါတယ်တကယ်ကိုဇညွန့်ကိုလုတ်ပြီးတဲ့တကယ်ဖြိုးတင်စာကြောလို့ပေါ့နော်တကယ်ကလေးတွေသူတို့အဖွဲ့ကိုတကယ်ကိုကျေးဇူးတင်တယ်အခုအရန်ဒုက္ခရောက်နေတဲ့အချိန်မှာသူတို့ကုညီပေးတာအရန်ကျေးဇူးတင်တယ်သူတို့ခေပေါ့တကယ်နော်ဟုတ်တယ်နော်အမှန်တော့လေအခုဒီသစ္စာပင်သာစီရင်စီးရီးယားလေး ညီမတို့ရိုက်တာတော်တော်ကြာတနစ်ကျော်နော်တနစ်ကျော်နေပြီတနစ်ကျော်နေပြီတဲ့အခုမှအဲ့လိုမျိုးဟိုစုံပြီးတော့တင်ပြတော့တင်ပြသွားတာပေါ့နော်အဲဒါမဲ့လည်း taste တော့မတူဘူးပေါ့ character လည်းမတူအဲဒါ series နဲ့ရုပ်ရှင်ဆိုတော့ဒါမတူဘူးပေါ့နော်ဆိုတော့ခံစားချက်ကတော့တမျိုးစီပေါ့ဒီကားလေးကိုကျွန်တော်တို့အဖွဲ့သားတွေပေါ့နော်အဖွဲ့သားကြီးဆိုတော့ကိုယ့်ရဲ့ ညီတွေညီမတွေပါပဲကလေးတွေအားလုံးပေါ့နော်ဒါအကုန်လုံးကိုရက်ငယ်တဲ့လူတွေရွယ်တကယ်ကိုတကယ်ကိုစူးစားစူးစားထားခုနသူတို့ပြောသွားကိုကပဲဖီလိန်ဖြစ်နေတာပေါ့နော်တကယ်ကိုသူတို့စူးစားထားပါတယ်တကယ်ကိုစိတ်နှစ်ပြီးတော့တကယ်ကိုအကိုကြောက်လို့လည်းပါရင်ပါမှာပေါ့နော်ဆိုရင်ပြီးတော့စူးစားလည်းပါရင်ပါမှာတကယ်ကိုစူးစားထားပါတယ်ဒီကားလေးကပြည့်တဲ့အတွက်တကူပေါ့နော်အိုလောင်နာကြီးပဲမဟုတ်ဘူးဒီကားကလေနောက်ဆုံးအထိကြည့်ကြည့်ပါကျွန်တော်အများကြီးပေးထားတယ်ဒီကားကလေတကယ်ကိုဒီမှာပါတဲ့ ကျွန်တော်တို့ကံကံရဲ့အကျိုးဆိုတဲ့ဟာအလုံးအောင်အဲ့ဒါကိုအတိအကျပြထားတာပေါ့နော်လူတွေရာတစ္ဆာတရားဘယ်လောက်အရေးကြီးလဲဆိုတာကိုလည်းတကယ်ကိုပြထားပါတယ်ဒီကားလေးကိုအစအဆုံးအားပေးကြပါအောင်လို့ပြောချင်ပါတယ်အာအခုဆိုရင်ညီမတို့ရဲ့ဒါတစ္ဆာပြင်တာစီရင်စီစီရီကိုဒါပြတ်တာနေပေါ့နော်ဒါဒီနေ့ဆိုရင်အဲဒါဒုတိယပိုင်းထုတ်လွှင့်မယ်ပေါ့နော်ဆိုတော့ပထမပိုင်းမှာတင်အဲ ဆွဲဆောင်မှုရှိရယ်စက်ကြည့်ခြင်းနဲ့စိတ်ဖြစ်တယ်ဆိုပြီးတော့မှအဲဖန်နီတွေကနေလာပြောကြတယ်အဲ့တွက်လေကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့မဟာ application မှာပဲကြည့်ကြဖို့လည်းရွှေရွှေရ တောင်းဆိုကြပါတယ်အဲဆိုတော့ရှင်တို့ရဲ့သစ္စာပညာစင်စစ်စီးလေးကိုမဟာ application မှာပြသနေပါပြီဆိုတော့အဲကြည့်ပြီးတော့မှလည်းဝေဖန်ချက်ပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးလည်းတိုင်းသိကြမယ်လို့ပြောချင်တယ်ဆိုတော့အကုန်လုံးကလေးအလောင်မဲလားဆိုအလောင်မဲမဟုတ်ဘူးနောက်ပိုင်းမှာအချို့လေးလည်းလာမယ်အဆက်ကလေးလည်းလာမယ်ဘာမှမတူစရာဘူးအဲ့ဒါတော့အကုန်အကုန်ထည့်တာကွာဆိုတော့အဲဒါနောက်ပိုင်းအပိုင်းနေကြရင်တော့တွေ့ရမှာပါဟုတ်